ိန္ဒိယနိုင်ငံမှာရှိတဲ့အယိုးစုတွေပဲရှိတဲ့ရေကန်ကြီးမင်္ဂလာဝါတန်းပြပါမြန်မာပြည်သက်ကြီးကဘာပေါ်မှာလှပတဲ့တဘာဝအလှတရားတွေရှိသလိုတစ်ချိန်တည်းမှာပဲလှေဝဆန်းကျယ်ပြီးထိတ်လန့်စရာကောင်းတဲ့နေရာတွေလည်းရှိလို့နေပါလိမ့်အဲ့ဒီထဲကမှအိန္ဒိယနိုင်ငံဟီမွေနာတောင်တန်းကြီးရဲ့ရေကဲမဝင်းချင်မှာတည်ရှိတဲ့ skeleton lake လို့ခေါ်တဲ့အယိုးကန်ကြီးရဲ့ဇာလန်းကတော့လူတိုင်းကိုကြောချမ်းသွားစေနိုင်ပါလိမ့် ရေခဲပြင်အောက်ကနေလူသားအယုစုပေါင်းများစွာကိုတွေ့ရှိခဲ့ရတဲ့ဒီရေကန်ကြီးဟာဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရဲမေကုံးကနှစ်ပေါင်းများစွာကြာအောင်မဖြေရှင်းနိုင်တဲ့ဗဟေလိတစ်ခုအဖြစ်တည်ရှိလို့နေတာပါဒီအယုစုကန်လို့ခေါ်တဲ့ရူပကွန်လိတ်ဟာအိန္ဒိယနိုင်ငံအူတရာခန့်ပြည်နယ်အလွန်မြင့်မွားတဲ့တောင်တန်းဒေသရဲ့ပင်လယ်မျက်နှာပြင်အထက်ပေ16480မီတာနဲ့ဆိုရင်တော့9020မီတာလောက်မှာတည်ရှိလို့နေပါတယ် ကံရဲ့အရွယ်စားကတင်းငယ်ပြီးရေခဲမှန်းနဲ့နီးကပ်နေတာဖြစ်တဲ့အတွက်ဒဏ္ဍာရီရဲ့အချိန်အများစုကိုရေခဲတွေနဲ့ပဲဖုံးလွှမ်းထားလေးရှိပါသည်ရေခဲတွေအေးပြောတဲ့နွေရာသီကာလရောက်တဲ့အခါမှာအဲ့ဒီကံရီတွေကနေလူသားအယူစုတွေဟာရေပေါ်ကိုပေါ်လို့ပေါ်ထွက်လာတာကြောင့်မလို့ဒီကံကိုစကယ်လီတန်လိတ်လို့ခေါ်တာဖြစ်ပြီးအယူစုကံလို့မြန်မာလူအဓိပ္ပာယ်ရခြင်းဖြစ်ပါသည်ဒီကံကြီးကိုပထမဦးဆုံးချိန်1942ခုနှစ်မှာ British ရဒေါဆောင်အရာရှိတယောက်ကစတင်တွေ့ရှိခဲ့တာပါ တွေ့ရှိတဲ့အချိန်မှာဆိုရင်အယိုးစုရဲ့ပမာဏဟာယာနဲ့ချီရေပေါ်ကိုပေါ်နေခဲ့တာဖြစ်ပြီးအယိုးစုတိုင်းရဲ့ခန္ဓာကိုယ်ရီဟာထူးခြားစမ်းကျယ်စွာပြီးပြက်ရှာဒဏ်ရာတွေရှိနေတာကိုတွေ့ရှိခဲ့ရပါသည်အဲ့လိုနဲ့ဒီအယိုးစုတွေအများပြားဘလို့ကြောင့်ရောက်ရှိနေတာလဲဘသူတွေလဲဆိုရယ်မေးခွန်းနေကြောင်းမလို့ပညာရှင်တွေနဲ့သုတေသနပညာရှင်တွေဟာအများပြားလာပြီးတော့ဒေလာစမ်းစစ်ခဲ့ကြရပါသည်အစောပိုင်း theory တွေအရတော့သူတို့ဟာစစ်သားတွေဒါမှမဟုတ်ဖျားလာဖူးကြတဲ့ဒေသခံတွေဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါသည် ဲလိုနဲ့ပဲအယိုးစရီရဲ့ဇီဝပိရာဆိုင်ရာလီလာတွေ့ရှိချက်တွေအရဒီလူတွေဟာတစ်ချိန်တည်းမှာပဲတည်ဆုံသွားခဲ့ကြတာလို့သုံးသပ်ရပါသည်။သူရဲ့ဥကောင်းကိုနေမှာတွေ့ရတဲ့ဒဏ်ရာတွေကခြွန်ထက်တဲ့အရာဝိထုတွေနဲ့တိုက်ခိုက်ခံရတာကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့ကောင်းကင်ဘုံကနေကြားရောက်လာတဲ့မာကျောတဲ့အရာနဲ့ထိမှန်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ကြပါသည်။ဒါကြောင့်မလို့ဒီရေကန်ကြီးအောက်ခြေမှာရှိတဲ့လူအုပ်စုကြီးဟာပြင်းထန်တဲ့မိုးသီးမုန်တိုင်းလိုအရာမျိုးကြောင့်တည်ဆုံခဲ့ရတာဖြစ်တယ်လို့အများစုကကောက်ချက်ချခဲ့ကြပါသည်။ ဒီလိုနဲ့ပဲ2000ပြည့်နှစ်နောက်ပိုင်းမှာဒီရေကန်ကြီးမှတွေ့ရတဲ့အရိုးတွေကို DNA ခွဲခြမ်းစိတ်ဖျာမှုတွေပြုလုပ်ခဲ့ပြီးဒီအရိုးစုတွေဟာတစ်ချိန်နဲ့တစ်ကာလတွေကလူတွေမဟုတ်ဘဲနဲ့မတူညီတဲ့အချိန်ကာလအပိုင်းခြားနှစ်ခုမှာတည်ဆုံသွားခဲ့တဲ့လူတွေဖြစ်ကြောင်းတွေ့ရှိခဲ့ရပါသည်အချို့ရိုးစုတွေဟာ900ရာစုဝန်းကျင်လောက်ကဖြစ်ပြီးအချို့ရိုးစုတွေကတော့1900ရာစုဝန်းကျင်ကဖြစ်တယ်လို့သိရပါသည် ဒီလိုဒီရန်ရဲ့ရလက်တွေကြောင့်မလို့ဒီကန်ရဲ့လက်ဝက်ချက်ဟာပို့ပြီးတော့ရှုပ်ထွေးသွားခဲ့ပြီးဘလို့မျိုးလူအုပ်စုနှစ်စုကကာလချိန်ကွာခြားစွာနဲ့ဒီနေရာကိုရောက်ရှိသေးဆုံးနေရတာလေဆိုပြီးမိဘနေတိုးလို့တိုးလို့ဖြစ်ကုန်ကြပါရီညီကောင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအယိုးစုကန်ကြီးဟာဟိမွေနာတောင်တန်းကြီးရဲ့အေးခဲလာတဲ့အလားအပါနဲ့လူသားတွေရဲ့တမိုင်းဟာနာကျင်စရာဖြစ်ရတဲ့ကိုပေါင်းဆက်ထားပြီးထူးခြားတဲ့နေရာတစ်ခုပါပဲနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာတွေတင်ဆက်ပေးရမှာပါအစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ